ဟယ်လိုအာကျွန်တော်မြန်မာဆန်တော်ချိန်9နိုင်မှာတက်လာမယ်လို့ကျွန်တော်ပြောတယ်အာကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်တက်လာတယ်ဗျာကြားပါလားဗျာဟုတ်ကဲ့အဲကြားကြားမကြားကျွန်တော်ပြောသွားမယ်ဗျာ အာမင်းအောင်လှိုင်ရဲ့အဖြစ်ကဘက်စမက်တညီလာကံတို့တက်တယ်ဘက်စမက်တညီလာကံကိုလည်းခင်ဗျားတို့သိအောင်ကျွန်တော်ပြောပြလိုက်မယ်1990ခုမှာစဖွဲ့တာဗျာရှင်းရှင်းပြောရင်အဲ့မှာရှိနေခွန်းနိုင်ငံလေး ਨੇ လှုပ်လှုပ်တာဗျာခွန်းနိုင်ငံဆိုတာဗျာမြန်မာရဲ့ Oh sorry ထိုင်းရဲ့အိန္ဒိယရဲ့เนาะဘင်္ဂလားဒေ့ရဲ့နီပေါ်ရဲ့ဘူတန်ရဲ့တလား အိန္ဒိယရေမြန်မာရေအဲ့ခုနှစ်နိုင်ငံပက်စမက်တစ်ဆိုဘင်္ဂလားဒေ့ပင်လယ်အော်နဲ့ထိဆက်နေသောနိုင်ငံများမိလာကံများတိတ်လဲအေးမပါပါဘူးဒါပေမဲ့မင်းအောင်လှိုင်သွားတက်တာကမင်းအောင်လှိုင်ကတန်ကင်းတမန်ကင်းကိုထိတွေ့ဖို့အတွက်သွားတက်တာအဲ့တန်တမန်นี่တောင်းဆိုမှုကိုမင်းအောင်လှိုင်ဘာမှလုပ်ပေးမဲ့လူလည်းမဟုတ်ဘူးဒါ ው လဲဟိုကျွန်တော်ဟိုပုံမှန်လင်ပြောပြတာ တလားယေဟယ်လိုအဲအဲ့လိုတွတ်တက်တဲ့အချိန်မှာဟာထိုင်းရဆန္ဒပြနေမှန်းနေထိုင်းလွတ်တော်အမတ်မှာလဲလွတ်တော်မှာလဲအမတ်တွေတင်ပြနေရလဲမှန်းနေကြပြီးမဲ့အဲ့ဒီညီလာခံရဲ့တဘောတရားကဘာလဲဆိုတော့မြန်မာခရိုနီရဲ့အိန္ဒိယခရိုနီရဲ့ ထိုင်းခရိုရင်းရယ်ဘတ်စမတ်တဲ့ခင်ဗျားတို့ကိုလှုပ်ပေးနိုင်တာတခູ່မှလည်းမရှိဘူးဘာလို့မင်းအောင်လှိုင်ကတန်တမန်နဲ့ထိတွေ့ဖို့အတွက်ဒုတိယခြေလန်းကိုသွားတာပထမခြေလန်းကပါပဂျူပါပမင်းဆိုတော့ပါပဆိုအဖြက်ဂျူသူကအဖြက်မင်းဟိုဘက်ကကျွတ်မင်းနဲ့သွားတွေ့ပြီးဗမာတပီလုံးမြေကြီးထဲရောက်တော့ ဟုတ်ပြီနော်အဟိုဘက်သွားတွေ့တဲ့ကြွက်မင်းအကြောင်းတော့ကျွန်တော်မပြောတော့ဘူးစောက်ပေါ်တွေပိတိကသုံးပုံမှာတခုမှမပါဘူးဒီလောက်ပဲပြောနိုင်တယ်ဟုတ်ပြီနော်အဲ့ဒီ basmatic ကလှုပ်ပေးလိုက်လို့ကမ္ဘာပညာရေးကျမ်းမာရေးဘာမှမရှိဘူး basmatic ကထူထောင်ထားတဲ့ကောလိပ်တက်ကတူတခုမှမရှိဘူး basmatic ကဘက်စမတ်တေရံပုံငွေနဲ့ပေးထားတဲ့ဆေးရုံတယုံမှမရှိဘူး ကဲဒါဝန်ထပ်ပြောခြင်းတာဘာလို့ခင်ဗျားတို့ဒီလောက်အရေးကြီးနေရတာဘတ်စမတ်တို့1999မှာဖြစ်လာတာဗျာ January 6မှာအမမလည်းမပါသေးဘူးညီပေါ်လည်းမပါသေးဘူးပြောခြင်းတာအချင်းချင်းဘင်္ဂလားဒေ့ဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်သောနိုင်ငံများနဲ့ပတ်သက်ပြီးတော့ဖွဲ့ကြတဲ့အဖွဲ့အစည်း ဘာမှလည်းအရေးမပါဘူးဟုတ်လားဆိုတော့အဲ့ဒါကိုလည်းခင်ဗျားတို့ရေးကြီးကွင်ကြီးလည်းမထည့်နဲ့ဘက်စမက်တစ်ကပေးထားတဲ့စကောလာရှစ်လည်းတယောက်မှမရှိဘူးအာဆီယံစကောလာရှစ်ရှိတယ် right ကျွန်တော်ပြောတာဘက်စမက်တစ်စကောလာရှစ်မရှိဘူးဟုတ်လားအေးဒါပေမဲ့နှစ်ခုလုံးပေါင်းချပြီးကျွန်တော်ပြောပြလိုက်မယ်အာဆီယံရောဘက်စမက်တစ်ရောအဲ့ဒေတာတွင်နိုင်ငံများကခမည်းတော်ရဲ့ passport ။အိုသွားရင်ဖမ်းတယ်။ထောင်ထဲထည့်တယ်၊ရိုက်တယ်၊နှက်တယ်။ဒါမှမဟုတ်ဒဏ်ရိုက်တယ်။ပြီးရင်မြမဆိုရင်တော့စစ်မှုထမ်းဆောင်ဖို့ဖမ်းထားတဲ့လူတွေကိုပြန်ပို့လိုက်တယ်။အဲ့ဒါအာစီယံနဲ့ဘက်စမတ်တဲ့။ဒါပဲလေ။ဟုတ်လား။အန်ယူဂျီကျွန်တော်တို့ထောက်ပြနိုင်လား။အန်ယူဂျီကဖားတယ်ရယ်။ဖားကောင်းရယ်။မအေလို့ရယ်။အဲ့ဒါနဲ့ဖွဲ့ထားတာလေ။အန်ယူဂျီမှာ နိုင်ငံရေးသမားမပဘူးခင်ဗျားတို့ဘာတွေပြောနေတာလဲအန်ယူဂျီကနိုင်ငံရေးသမားကျွန်တော်ပြာနော်မသေးခင်လိုင်းကိုမပွင့်အောင်ဆော်တာကျွန်တော်ဆော်နေလိုင်းကိုမပွင့်အောင်ဆော်တာဘက်စမက်တီဝက်ဘ်ဆိုက်မှာတွေ့ကြည့်ဟာတနည်းကိုစကောလာရှစ်ဘယ်နဲ့သိန်းနေပါပါတယ်နော်ကြောက်စရာကြီးကျွန်တော်ရည်ကျင်တာအမေရိကန်ပက်ပစီကုမ္ပဏီလောက်တော့မရှိဘူး ပက်ပစီဆိုတာကုမ္ပဏီလေးတစ်ခုပေါ့ဗျာကုမ္ပဏီတစ်ခုပေါ့ဗျာအစိုးရမဟုတ်ဘူးပေါ့ဗျာပက်ပစီကဖေးတာစကောလာရှစ်တွေအများကြီးဘက်စမတ်တွေပေးထားတဲ့စကောလာရှစ်တို့ကျမ်းမာရေးတို့လူမှုရေးတို့ဘာမှမရှိဘူးဘက်စမတ်ဘက်စမတ်တွေဆိုတာအစိုးရချင်းညှိနှိုင်းပြီးတော့အဲ့ဒီအစိုးရနဲ့ပတ်သက်တဲ့သူများကုံတွယ်ရေးဆောင်ရွက်တဲ့ ဘင်္ဂလားပင်လယ်ကိုထိဆက်သောနိုင်ငံများလို့ပဲနားလည်လိုက်ဗျာကဲလောက်ဆိုလုံလောက်သွားပြီအဲဒါမဲ့သူတို့ကသူထိဆက်နေတာမင်းအောင်လှိုင်ကသူတို့နဲ့ထိဆက်ဖို့သွားတာဗျာတဲ့လားသူဘ누구မထင်သူကခူးကောင်းလို့ပဲလေသူသွားထိတဲ့လူအကုန်ရားတယ်လေမင်းအောင်လှိုင်ကိုထိလိုက်တယ်ရားတယ်ဗျာအာရားတယ်ရားတယ်အဲ့လိုရားတယ်မှတ်ထားဦးလားခင်ဗျားတို့ခင်ဗျား မလေးလုံးနေတယ်လေ26တသမ4တန်းဒေါ်လာရပြီလေအဲ့ဒီငလေးလှုပ်တဲ့ဒေတာမှာခမင်းနတ်မှန်အောင်စားလို့ရတဲ့လူတယောက်မှမရှိဘူးဟိုကဲစဲရေးအဖွဲတွေနဲ့မပါဘူးနော်ကဘာကြီးကပေးလိုက်တာ26တသမ4တန်းကိုရှယ်လေးအတီးပြုတယ်ပြီးမှခင်ဗျားတို့ဟို BBC မှာ RFE မှာ အတက်လာမှခမဲတော့ပြောကြမှာကျွန်တော်အခုပြောလိုက်ပြီ26တက်သမ၄သန်းရပြီဟုတ်လားတော့ထမင်းနဲ့မှအောင်စားလို့ရတဲ့လူအဲ့ဒီဒေတာမှမရှိဘူးဗျခင်ဗျရေးကြီးတဲ့အချိန်တုန်းက27တက်သမ3သန်းရတယ်ကြမ်းခံရေးပါတီနဲ့ခောက်ဆွဲကြောက်3ဒုတ်စီသွားပေးခိုင်းတယ်ဓာတ်ပုံရိုက်တယ် ရည်နေတဲ့ပုံနေပျော်နေတဲ့ပုံနေကဘာကြီးကိုတင်ပြလိုက်တယ်ဒါပဲလေဗျာဟုတ်တယ်မလားဆိုတော့ကျွန်တော်ပြောနေတာဟာမဟုတ်ဘူးဆိုရင်အရင်ခုနလကျော်ကရည်ကြီးတုံးကလက်ရှိမင်းအောင်လိုက်အစိုးရကထိထိရောက်ရောက်အကူအညီပေးခဲ့ပြီးတိဆောက်ပေးခဲ့တဲ့နေရာ ကဘာအတိမတ်ပြူကိုပြောတာနော်ဘယ်နေရာရှိလဲလို့ဟုတ်တယ်မလားဟိုရမဲသင်းပါဗျာခမရရွှေတူးမယ်ဆိုပြီးတော့တအေကောက်တိန်း3000နဲ့ဝယ်တဲ့တရုတ်တီတော်မှတရုတ်အစိုးရကိုတော့ပြောဖြက်နေတယ်ကျွန်တော်ဘာပြောဖြက်နေတာအဲ့တရုတ်အစိုးရကိုသွားပြန်ပြောတာတအေကောက်3000နဲ့မိုးတိမိုးမိဘာညာရမဲသင်းမော်ဗျာအဲ့ဒီမှာ ဲ့တရုတ်90ကျော်မြန်မာစစ်တပ်ကြီးအခုလိုရေးကြီးသွားတဲ့အချိန်မှာသူတို့နေရာပြန်မပေးပါဘူးဆိုပြီးတော့ရှီကျင်းပင်ရဲ့ပေါ်လစ်ဘျူရိုနဲ့ပတ်သက်တဲ့ပါတီဝင်ထိရောက်တော်သူ တင်ပြတဲ့မှတ်တမ်းကျွန်တော်မှရှိတယ်။ဒါကျွန်တော်မှန်တိုင်းပြောတာ။ဆိုတော့ပထမရေးကြီးသွားတာမင်းဟိုလိုက်ဘာတွေပေးခဲ့လို့။ဘာတွေပေးခဲ့လို့လဲလို့ထိထိရောက်ပြောပြတာ။ မစတင်ကြောင်းနေဆောက်ပေးတာလားဆေးရုံနေပြန်တီဆောက်ပေးတာလားဆေးပီးကန်းနေတီဆောက်ပေးတာလားကျွန်တော်ဟိုလူတူချင်းစာဝတ်နေရေးအဆင့်ကိုကျွန်တော်မပြောသေးဘူးနော်ဘယ်လမ်းတွေကိုပြန်ပြီးတော့ဖောက်ပေးလိုက်တာလဲဘာမှမရှိဘူးလေဟုတ်တယ်မလားဆိုတော့ကျွန်တော်ပါလူလားလို့အခုခမရုံငလျင်လောက်တာဧပြီလ ကုတ်ရင်အားလုံးကိုယ့်အိမ်ကမတာတွေနဲ့အနံ့နေကင်းရှင်းအောင်လုပ်ရမယ်ဆိုလို့လုပ်နေပြီလေဆိုတော့ကျွန်တော်ပြောချင်တာမြလီရင်နဲ့မြန်မာပြည်သူနဲ့စီးပွားပေါ်စီးပွားပဲလည်းမဟုတ်ဘူးလေရောင်းဝယ်ဖောက်ကားနေတာလည်းမဟုတ်ဘူးလေမြန်မာစစ်အစိုးရနဲ့လည်းရောင်းဝယ်ဖောက်ကားနေတာလည်းမဟုတ်ဘူးလေဒါပေမဲ့ဖြစ်လာတဲ့အချိန်ကြရင်တော့ဥမာမိသားစုနေတဲ့အိမ်တွေကိုငါတို့ဘယ်လိုကူညီရမလဲ အဲမိသားစုများတဲ့အိမ်နေနိုင်ငံတကာလာကူညီတဲ့ဟိုနိုင်ငံတကာခင်ဗျားတို့အိမ်တအိမ်ချင်းကိုလာမကူညီဘူးဗျာပြဿနာခင်ဗျားတို့ဟိုတယ်ဒီလာဘာဒီလာဟာအဲ့ဒီအောက်ကဥစ္စာတွေလာကူညီတာနော်ကျွန်တော်တည်းမှာဟိုဟာဟာပေးထားတဲ့ကောင်သဘောကျလို့အေးမင်းပါဇက်တယ်ဟိုအဲ့ဒီပြိုကျတဲ့တိုက်ကြီးဝင်အောင်မယ်မြေမြိုပြီးဝင်အောင်မယ်ဘာဖြစ်လို့လဲဆိုတော့မိုးရွာတော့မယ် မိုးရွာရင်မြေတွေအပ်သွားပင်းကူအိမ်ကြီးလိုအပ်သွားပြီဗျာဒီငလျင်လမ်းကြောင်းမှာအပ်သွားတဲ့အတွက်ကျွန်တော်ပထမပြောခဲ့ပြီးပြီဟာဝိုင်ယီစင်တာပညာရှင်နေအဲကျွန်တော် classmate နော်ကျွန်တော်ကျွန်တော် classmate ကျွန်တော်မေးပြီးကျွန်တော်ပြောပြခဲ့တာကျွန်တော်အမေရိကန်မှာ classmate ဆိုတော့အခုမိုးရွာရင်ပင်းကူအိမ်ကြီးလိုအပ်သွားတာအဲ့ဒါကိုရေတွေဝင်ခင်ဗျားတို့ဘီစကော့မုတ်ကို ရေလောင်းထည့်ပြီးအပေါ်ကလက်ကလေးနဲ့ဖိချလိုက်တဲ့ပုံစံမျိုးဗျာနော်ဆိုတော့နေပြည်တော်မှာအစင်းစားကြည့်ဗျာတေးတ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 ာအပုပ်နံ့ကိုမခံနိုင်လို့ကားလှည့်ပြန်ရတဲ့လူတော်ရှိမကြင်ညာဘူးလေတို့အတိချင်းချင်းကြင်ညာတာဟာဘယ်ညွန်မှုကဘယ်အချိန်က လောလောလတ်လတ်ကျွန်တော်ပြောချင်တာလူဘွားကတူတူလေးပါဒါကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ယောက်ျားဒေါက်တာမိုက်ကယ်အဲရစ်ရေးခဲ့တဲ့ဥစ္စာထဲမှာကျွန်တော်ဗမာလူပြန်မိတာကတော့အတူဆုံးဘွားမှာအရှိဆုံးခီးကိုရှောက်သွားသူတာလေမြင့်မြတ်သူများဖြစ်တယ်တဲ့ဟောမအေလို့ ဖေလောမာတွေဘောမာလို့လာမပြောနဲ့နော်မင်းတို့ထက်စီနေရကြတယ်တွေ့တဲ့နေရဖင်ကိုတစွတ်ထိုးပလိုက်မယ်ငါအောင်ကြည်ညို့တွေ့ရင်ပားရိုက်ချင်တယ်လို့ပြောထားတဲ့ကောင်ဒီကောင်ဖြက်စီးခဲ့တာစမ်းမာလာညို့တော့တော့အောင်ဆဲစုကြီးရဲ့ရှေ့နေပောက်ပန်း၄၀ပေးတဲ့တည်င်းနဲ့မင်းတို့အန်ယူဂျီဖြစ်လာတာ ဒီကောင်မရဲ့တာသမီနှောက်သလိုအမေရိကန်မှာခွင်တူးခံစား권ရသွားတာအဲ့ဒါကိုချေกว่าအမှန်ပြောတာငါတိုင်းပြည်ပေါ်မင်းတို့မတရားခဲ့ကြဘူးစစ်တပ်မတရားဘူး NLD lobby တွေမတရားဘူးစမ်းမာလာ